မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ30ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်မြို့သိမ်းတိုက်ပွဲသတင်းကတော့ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ကချင်ဒေသပြည်သူ့ကာကွယ်တပ် KPDF ပူးပေါင်းတပ်ဖွဲ့တွေကကချင်ပြည်နယ်ချီပွေမြို့ကိုသိမ်းပိုက်နိုင်ရန်စစ်ကောင်စီတပ်နဲ့ပြည်သူ့စစ်စခန်းများကိုစက်တင်ဘာလ29ရက်နေ့မနက်ကထိုးစစ်ဆင်ခဲ့ရာ ညနေပိုင်းမှာအပိသက်သိမ့်ပိုင်နိုင်ခဲ့ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ29ရက်နေ့မနက်မှာစတင်ထိုးစစ်ဆင်ခဲ့ရာပြည်သူစစ်စခန်းချီဝေးရဲစခန်း၄မိုင်စူပောင်းဂိတ်စခန်းနဲ့စစ်ကောင်စီရဲ့ဗျူဟာဂုံးတို့ကို သိမ့်ပိုင်နိုင်ခဲ့တယ်လို့ပြောဆိုထားပါတယ်29ရက်နေ့မနက်9နာရီမှာစတိုက်တာပြည်သူစစ်ရဲစစ်သားတွေဖမ်းမိထားတာတွေရှိပါတယ် Jet Fighter 4စီးနဲ့လာရောက်ပြီးတော့ဘုံကျဲတာတွေရှိတယ်အကုန်ရပြီစစ်ကောင်စီရဲ့ဗျူဟာစခန်းကုန်းကိုလည်းရပြီလို့ကချင်စီရဲ့သတင်းအရင်းမြစ်ကပြောပါတယ်တခြားသတင်းအရင်းမြစ်တဦးကလည်းချီပွေကိုတိမ့်ပိုင်နိုင်ပြီလို့သတင်းရရှိနေတယ်လို့နေရတချို့ကြံနေပြီးတော့တိုက်ပွဲတွေဆက်ရှိနေသေးတယ်လို့လည်းကြားရကြောင်းပြောဆိုထားပါတယ်9နိုင်ခွဲနဲ့6နိုင်လောက်မှာဗျူဟာကုန်းထဲမှာဝင်ပြီးတော့စီးခဲ့ပြီတဲ့ချီပွေတစ်ခုလုံးကို KIA နဲ့ KPDF တွေအကုန်လုံးတိမ့်လိုက်ပြီတဲ့အဲ့ဒီလိုသတင်းရတယ် ပန်ဝါဘက်ကိုစစ်ကောင်စီအုပ်ချုပ်ရေးခေါင်းပိုင်းကလူတွေကရှောင်သွားကြတယ်ခရိုင်မှုတွေနဲ့ခရိုနီတွေပါလူကြီးတွေပဲဆိုတော့တိတ်တော့မများလောက်ဘူး ။ချီဝေကပြည်သူစစ်ခေါင်းဆောင်လဲပန်ဝါဘက်ကိုပြေးတာပဲလို့ဒေသခံသတင်းအင်းမြစ်တူကပြောပါရယ်။ချီဝေမျိုးဟာခရိုင်အစ်စ်မျိုးဖြစ်ပြီးတော့2019ခုနှစ်လူဦးရေစရဲအရာချီဝေမျိုးနယ်မှာလူဦးရေ2100ကျော်ရှိတယ်လို့သိရပါရယ်။ချီဝေမျိုးဟာတရုတ်နယ်စပ်နဲ့နေပြီးတော့တောင်ဘက်မှာကံပိုက်တီနဲ့စတုံအနောက်ဘက်မှာအင်ဂျန်ရံမြောက်ဘက်မှာဆော့လော်အရှိတောင်ဘက်မှာပန်ဝါမျိုးတို့ရှိတယ်လို့သိရပါရယ်။ချီပွေမျိုးသိန်းတိုက်ပွဲဆင်နွှဲနေတဲ့အချိန်မှာ KIA ကဝိုင်းမော်မျိုးနယ်ကနေပြီးတော့ ပန်ဝါဘက်ကိုသွားမဲ့ခရီးသွားကားတွေကိုယာယီတားမြစ်ခဲ့တယ်လို့သိရပါဗါးကားသမားတွေခရီးသည်တွေတိုက်ပွဲထဲမှာပိတ်မိမှာဆိုလို့ KIA နဲ့ PDF တွေကတားထားတာစစ်တပ်ကတော့ဝိုင်းမော်မုတ်လွဲလမ်းဆောင်ကနေလက်နက်ကြီးတွေနဲ့ပစ်နေသလိုလေကြောင်းကလည်းသွားပြီးတော့တိုက်တယ် ချီပွေကလူတွေလဲစရုံးဘက်ကိုရှောင်နေကြရတယ်လို့ဝါရှောင်ဒေသခံတို့ကပြောပါရယ် KI ပူးပေါင်းတပ်ဖွဲ့ဟာဖားကန့်ဆိုင်းတောင်နဲ့မိုးမောက်ဘံမော်လမ်းမှာစစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေဖြစ်ပွားလျက်ရှိတဲ့အခြေအနေမှာချီပွေမျိုးသိန်းတိုက်ပွဲကိုဖော်ဆောင်လာခြင်းဖြစ်တယ်လို့သိရပါရယ်အရင်ကဇွန်လဒုတိယဘက်ကလည်းစတုံးဖြူဟာအပါဝင်ဝိုင်းမော်စတုံးလမ်းမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းပြည်သူ့စစ်စခန်းနဲ့ BGF စခန်းများကိုရပ်ပိုင်းအတွင်းမှာသိမ်းပိုက်နိုင်ခဲ့ကြောင်းတရင်ရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်မြောက်ရီကော့ဂရိတ်အာရှလမ်းမကြားမှာအောင်စရစစ်ကြောင်းနဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ပူးပေါင်းတပ်ဖွဲ့ဖြစ်တဲ့ကော့ဘရာစစ်ကြောင်းတစ်တို့ထိပ်တွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီတပ်သားများထံကတနက်တက်လက်အပါအဝင်စစ်သုံးဆောင်ပစ္စည်းများကိုတင်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ် စက်တဘာလ28ရက်နေ့မနက်အစောပိုင်းကစပြီးတော့ပူပေါင်းတပ်ဖွဲ့များနဲ့စစ်ကောင်စီတပ်သားများကြားမှာထိတွေ့တိုက်ပွဲအပြီးနေမြေရှင်းလင်းတဲ့အချိန် MA2 တနက်အပါအဝင်ကြီပေါက်၁၀ခု equipment တစ်စုံအုတ်ထုတ်တစ်လုံးအင်နာဂါ၉လုံးအုတ်ထုတ်နှစ်လုံးလက်ပစ်ဘုံ၃လုံးနင်းမိုင်း၂လုံးမောင်းနှုံတစ်ခု ် MA2 နောက်ဖုံးတစ်ခုနဲ့ကြီးစားတချို့ကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။မနေ့ကလည်းဒီနေ့နေမြေရှင်းလေးလုံတုံးကခဲရနဲ့အခြားစစ်အုံဆောင်ပစ္စည်းတွေကိုတွေ့ရှိခဲ့ရတယ်လို့ Cobra စစ်ကြောင်းတက်တခွဲလေးဒုခွဲမှုကပြောဆိုထားပါတယ်။ထိပ်တွေ့တိုက်ပွဲအပြီးမှာနှစ်ဖက်ထိကကြာဆုံးမှုတွေရှိခဲ့တော့လဲအတိအကျပြောဆိုလို့မရသေးဘူးလို့၎င်းကဆက်ပြောပါတယ်။ အောင်စေရစစ်ကြောင်းစစ်စင်ရေးကစစ်ကောင်စီတပ်သားများဟာလက်နက်ကြီးများမင်းဆိုင်ဒုံးကျည်များနဲ့နေ့စဉ်ပစ်ခတ်လျက်ရှိတယ်လို့သိရပါတယ်။အောင်စေရစစ်ကြောင်းဟာပြီးခဲ့တဲ့ AP လလယ်ကစပြီးတော့မြဝတီမြို့ကိုစတင်ထိုးစစ်ဆင်ခဲ့တော့လဲပူပေါင်းတပ်ဖွဲ့များရဲ့ဂျားဖြတ်တိုက်ခိုက်မှုခုခံကာကွယ်မှုများကြောင့်၎င်းတို့ဦးတီယာမြဝတီမြို့ကိုမရောက်နိုင်သေးပဲထိခိုက်ကြဆုံများစွာရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်အတွင်း AR မြေကြောင်းအတိုင်းသွာလာနေတဲ့အကြပ်တ်စစ်ကောင်စီတပ်ရဲ့စစ်သင်းမောင်း၈စီးကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့များကစက်တင်ဘာလ20ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ18ရက်နေ့မနက်ပိုင်းမှာကချင်ပြည်နယ်ရွှေကူမြို့ကနေဗမော်ကိုစံတက်လာတဲ့စစ်ကောင်စီရဲ့စစ်သင်းမောင်း၈စီးကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ရ သင်းမော၂စီးဟာနင်းမြုပ်သွားပြီးတော့၄စီးဟာမီးလောင်ပျက်စီးသွားခဲ့ပြီးအဲ့ဒီစစ်သင်းမော၄စီးကို KIA ကတိမ့်ပတ်ရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်စစ်သင်းမော၇စီးတဲကတစီးသားလျင်ဗမော်မြို့ကိုရောက်ရှိလာတယ်လို့သိရပါတယ်ထီးကြိုင်မြို့နယ်မြတောင်မှာလဲစစ်သင်္ဘော၂စီးကိုပြစ်ခတ်ဖြတ်စီးသိမ့်ပိုင်နိုင်ခဲ့တယ်လို့သိရပါတယ်။ရွှေကူအထက်မြေချင်းမှာလဲစစ်သင်္ဘော၂စီးကိုဖြတ်စီးနိုင်ခဲ့ကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းမြင်းမှုမျိုးနဲ့မုံရွာမန္တလေးလမ်းပိုင်းမှာလမ်းပိုင်းလုံခြုံရေးကင်းယူရန်ထွက်လာတဲ့အကြပ်ဘက်စစ်သားများကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်သား၅ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ28ရက်နေ့မှာမြင်းမှုမျိုးနဲ့အလကပကြေးရွာမုံရွာမန္တလေးလမ်းပိုင်းရွှေကူကြီးဖရားအနီးမှာကင်းဘုံဝေရန်ထွက်လာတဲ့အကြမ်းဖက်စစ်သားများကို တော်လိုက်တပ်ဖွဲ့များကမိုင်းဆွဲတိုက်ခတ်ရာစစ်သား5ဦးနေရာမှာတွင်ပွဲချင်းပြီးတိုက်ဆုံပြီးအများအပြားဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးတိုက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်သားများကလက်နက်ကြီးလက်နက်ငယ်များနဲ့အဆက်မပြတ်ပြန်လည်ပစ်ခတ်မှုတွေရှိခဲ့တော်လဲပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခတ်မှုကို6ဦးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး BLDF တပ်ခွဲအညာမိုင်းတပ်ဖွဲ့ဇာမနီပြောက်ကြားတပ်ဖွဲ့နဲ့ TGR Tiger တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းပလဲမြို့နယ်အင်မတီပြူစောတိရွာကနေကန်တော့နေမြေရဲစခန်းကိုရိတ်ခါပို့ရန်လာတဲ့စစ်ကြောင်းကိုကြားဖြတ်တိုက်ခတ်ရာစစ်သား၃ဦးတိတ်ဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ29ရက်နေ့ညနေ2:50မိနစ်မှာပလဲမြို့နယ်အင်မတီရွာပြူစောတိစခန်းကနေကန်တော့ရဲစခန်းကိုလက်နက်ခဲယမ်းများပို့ဆောင်ပြီးတော့ပြန်လည်ထွက်ခွာလာတဲ့အင်အား60ဝန်းကျင်ပါတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုကြားဖြတ်တိုက်ခတ်ရာစစ်သား၃ဦးတိတ်ဆုံးခဲ့တယ်လို့သိရပါတယ်အဲ့ဒီကြားဖြတ်တိုက်ခတ်မှုကို မိမိတို့ ABSDF အမှတ်30ကျောင်းအမှတ်14တက်ရဲ NUG MOD ဗျူဟာစစ်ကြောင်းပုံတောင် Tiger PDF နဲ့ Eagle 1 PDF တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီအကြမ်းဖက်စစ်ကြောင်းဟာစက်တင်ဘာလ28ရက်နေ့ကအေမတီကျေးရွာပြူစောတီစခန်းကိုအကြမ်းဖက်စစ်ကောင်စီတပ်က Y12 လေယာဉ်ပေါ်ကနေပြီးတော့လေထီးနဲ့ချပေးခဲ့တယ်။ရိတ်ခါခဲရန်များကိုကန်တော့နေမြေရဲစခန်းကိုလာရောက်ပေးပို့ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းဒီပဲရင်မြို့ပေါ်မှာရှိတဲ့နေအိမ်များကိုအကြမ်းဖက်စစ်တပ်ကမိရှုဖျက်ဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမလ29ရက်နေ့မွန်းလွယ်တန ਾਈ 48မိနစ်ခန့်မှာဒီပဲရင်မြို့ပေါ်မှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကပြည်သူပိုင်းနေအိမ်များကိုမိရှုဖျက်ဆီးနေခြင်းဖြစ်တယ်လို့သိရပါတယ်။ဘာတိုက်ပွဲမှဖြစ်နေတာလည်းမရှိပါဘူး။စစ်ခွေးတွေကအကြောင်းမဲ့ကိုမိရှုဖျက်ဆီးနေတာပါလို့အဖြူရောင်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူတဦးကပြောကြားထားပါတယ်။ ဩဂတ်စ်လ19ရက်နေ့ကနေစတင်ပြီးတော့ဒီဘက်ရဲ့မြို့ပေါ်ကိုပြန်လည်ဝင်ရောက်တပ်ဆွဲထားတဲ့စစ်ကောင်စီတပ်သားများကမြို့ပေါ်မှာရှိတဲ့နေအိမ်များနဲ့အနီးအနားမှာရှိတဲ့ခြေရွာများကပြည်သူပိုင်းနေအိမ်များကိုဇက်တိုက်မိရှုပ်ဖျက်ဆီးနေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းစိတ်ငိုင်မြို့နယ်ပလိမ့်မြို့အနီးကခြေွာတွေကိုစစ်ကောင်စီအုပ်စုကပိတ်ဆို့စီးနှင်းကလူငယ်လူရွယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။စက်တဘာလ28ရက်နေ့ညပိုင်းကစိတ်ငိုင်မြို့နယ်ပလိမ့်မြို့အနီးကခြေွာတွေကိုစစ်ကောင်စီအုပ်စုကနာရေးကားလူနာတင်ကားတွေနဲ့လာရောက်စီးနှင်းကလူငယ်တွေကိုပေါ်တာဆွဲပြီးတော့ဖမ်းခေါ်သွားတယ်လို့ဆိုပါတယ်။စိတ်ငိုင်မြို့နယ်စီစုံရွာကို28ရက်နေ့ည7:00နာရီလောက်မှာမတားကားနဲ့ပေါ်တာဝင်ဆွဲတာလူငယ်တော်တော်များများပါသွားပါတယ်။ ပလိတ်ရဲစခန်းမှာငွေနဲ့ရွေးနိုင်တဲ့သူတွေကိုတော့ပြန်လွှတ်ပေးမှာမပေးနိုင်တဲ့ကလေးတွေကတော့စစ်မှုထမ်းတယ်တဲ့ထဲ့မှာလို့ပြောတယ်လို့ဒေသခံတို့ကပြောပါတယ်စီစုံရွာဟာပလိတ်မျိုးအနီးမှာတည်ရှိပြီးတော့ပထမဆုံးအကြိမ်ပေါ်တာဆွဲခံရတာလို့ဆိုပါတယ်ပေါ်တာဆွဲဖမ်းဆီးခံရသူလူငယ်အများစုဟာတာမန်လက်လုံလက်စားဆင်းရဲသားတွေဖြစ်တဲ့အတွက်စစ်ကောင်စီအုပ်စုကတောင်းတဲ့ငွေကိုပေးပြီးရွေးထုတ်နိုင်ဖို့ အခက်အခက်ရှိနေတယ်လို့ဒေသခံသတင်းရေးမြစ်ကပြောပါတယ်အဲ့ဒီပေါ်တာဆွဲထားတဲ့လူငယ်တွေကိုပြန်လဲရွေးထုတ်လိုပါကစေးစာနဲ့အတူငွေကျပ်380တောင်းခံနေပြီးတော့ငွေပေးနိုင်တဲ့သူတွေကိုစစ်ကောင်စီအုပ်စုကပြန်လွတ်ပေးနေတယ်လို့မန္တလေးမြေပြင်ကင်းထောက် VOMDY ကဖော်ပြထားပါတယ်။စစ်ငိုင်းနဲ့ပလိမ်မျိုးတို့မှာအခုရက်ပိုင်းအတွင်းမှာည9နာရီနောက်ပိုင်းမှာပေါ်တာဆွဲဖမ်းဆီးမှုများများပြားလာကြောင်းသိရပါတယ်။ပေါ်တာဆွဲခံရရင်လူပြန်ရွေးလိုပါကစေးစာနဲ့ ငွေကျပ်380ပေးနိုင်မှပြန်လွှတ်ပေးတယ်လို့သိရပါဗျ။အခုလိုမျိုးလိုက်လံပေါ်တာဆွဲနေတဲ့ရပိုင်အတွဲမှာလျှက်စစ်မီးများကိုည9:00နာရီနောက်ပိုင်းမှာဖြတ်တောက်ထားကြောင်း VOMDY ကပြောဆိုထားပါဗျ။အလားတူပဲကြောက်စဲနဲ့ဒရုံမျိုးနယ်တို့မှာလည်းစစ်ကောင်စီအုပ်စုကလူငယ်လူရွယ်တွေကိုပေါ်တာဆွဲနေပြီးတော့ငွေပေးနိုင်တဲ့သူကိုပြန်လွှတ်ပေးကငွေနဲ့လာမရွေးတဲ့သူကိုတော့စစ်သားတဲ့စူဆောင်းနေတယ်လို့ဒေသခံတွေကပြောပါဗျ။ကြောက်စဲနဲ့ဒရုံမျိုးအဝင်အထွက်တွေ လမ်းစုံလမ်းခွာတွေမှာဂိတ်ဖွဲ့ပြီးတော့ငွေညစ်နေတဲ့စစ်ကောင်စီအုပ်စုကစက်တင်ဘာလ25ရက်နေ့ကစပြီးတော့လူငယ်လူရွယ်တွေကိုပေါ်တာဆွဲပြီးတော့ဖမ်းဆီးနေတာလို့ဆိုပါတယ်ကြောက်စင်မြို့အနောက်ဘက်ရေဘေးတင့်ကျေးရွာတွေကဒေသခံပြည်သူတွေနဲ့တရအူးမြို့သားလမ်းပေါ်မှာတွာလာနေတဲ့ပြည်သူတွေကိုပြစ်မှတ်ထားပြီးတော့စစ်ကောင်စီအုပ်စုကပေါ်တာဆွဲနေတာလို့ဆိုပါတယ်ရေကြီးလို့တရွာလုံးဒုက္ခဖြစ်နေတဲ့ဂျားတွေကပေါ်တာပါအဆွဲခံနေရတယ်ကြောက်စင်မြို့အနောက်ဘက်ကရွာတွေပါတိတိကျကျပြောရရင်ကြောက်စင်တရအူးကားလမ်း အရင်ကလိုင်းကားဆွဲခဲ့တဲ့လမ်းအောင်ဘေးမှာရှိတဲ့ရွာတွေပါလို့ဒေသခံတအုပ်က ပြောပါတယ်စက်တမလာ25ရက်နေ့မှာကြောက်ဆယ်မြို့အနောက်ဘက်ချမ်းကရွာနဲ့ရွာကလူငယ်9ဦးပေါ်တာဆွဲဖမ်းဆီးခံရပြီးတော့စစ်ကောင်စီအုပ်စုကဆက်လက်ပြီးတော့ပေါ်တာဆွဲနေလို့ရေပြင်းဒုက္ခတွေဟာပြေးစရာမြေမရှိပဲဖြစ်နေတယ်လို့ပြောဆိုခဲ့ပါတယ်အိမ်ခေါင်မြုပ်အောင်လို့ရေပြင်းခံထားပြီးတဲ့ရွာတွေပါအခုချိန်ထိကိုချက်စားလို့တော့မရသေးပါဘူး ပေါ်တာမဆွဲခင်ကအလူရှင်တွေလာပါတယ်အခုကရွာထဲကိုဝင်ဆွဲတဲ့အနေထားတော့မဟုတ်သေးဘူးရွာထိပ်လမ်းစုံမှာဂိတ်ချပြီးတော့လာသမျှကိုဆွဲနေတာရေကြီးလို့မျိုးတဲ့ရေပင်းရှောင်နေတဲ့သူတွေရေကြလို့ရွာပြန်ဖို့ခက်ခဲနေပါတယ်ရွာမှာနေပြီးတော့ကြာရိတ်ခဲ့တဲ့သူတွေကတော့အဆင်ပြေရာကိုရှောင်နေကြရပါတယ်ရေပင်းရှောင်နေရတဲ့သူတွေကတော့မပြန်ရဲကြဘူးလို့ဒိသကန်တဦးကပြောပါတယ်တရုံနယ်ထဲမှာတော့စစ်ကောင်စီအုပ်စုကရွာတွေထဲအထိကိုစီးနေဝင်ရောက်ကပေါ်တာဆွဲနေသလိုမန္တလေးတရုံမြို့သားလည်း ဒရဦးမျိုးအဝင်းမှာဂိတ်ဖွဲ့ပြီးတော့ငွေညက်နေတဲ့စစ်ကောင်စီအုပ်စုကလည်းပေါ်တာဆွဲပြီးဖမ်းဆီးနေတယ်လို့ဒေသခံတွေကသတင်းပေးပို့လာပါတယ်ဒရဦးမျိုးအဝင်းမြို့သားဒရဦးကားလန်းလက်ပံခွေမောင်းတန်နားမှာစောင့်ပြီးတော့လမ်းပေါ်မှာတွာလာနေတဲ့လူငယ်လူရွယ်တွေကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကပေါ်တာဆွဲသွားပါတယ်25ရက်နေ့မှာဆွဲတာပါဒရဦးမျိုးနယ်အတွင်းကတခြားရွာတွေမှာလည်းရွာတဲ့အထိကိုဝင်ပြီးတော့ပေါ်တာဆွဲသွားလို့လူငယ်အများပြပါသွားပါတယ်လို့ဒေသခံတို့ကပြောပါတယ်စစ်ကောင်စီအုပ်စုဟာပြီးခဲ့တဲ့ဩဂတ်စ်လအတွင်းကလည်းကြောက်စဲစိတ်ငိုင်းနဲ့ တရဦးမျိုးနယ်တဲကလူငယ်လူရွယ်တွေကိုပေါ်တာဆွဲကစစ်သားတက်တီစူဆောင်းခဲ့သေးတယ်လို့သိရပါဗျ။ဩဂတ်စ်လအတွင်းမှာကြောက်စဲဆင့်ကိုင်းတဲ့တရုံမှာတံမြို့နယ်ကိုလူကြီး200နှုန်းရအောင်ပေါ်တာဆွဲခဲ့တယ်လို့ကြားသိရကြောင်းဒေသခံသတင်းအရင်းမြစ်ကပြောပါတယ်အလွယ်တကူစစ်သားတက်စုဆောင်းလို့မရတာကြောင်းတပ်ဆိုင်ရာမြို့နယ်အလိုက်စစ်ကောင်စီအုပ်စုပြူစောတီမီးသက်ထွေအုပ်နယ်စစ်ကောင်စီအုပ်စုလက်အောက်ခံနန်းစီဒီယန်နေပူးပေါင်းကပေါ်တာဆွဲပြီးတော့လူတက်စုဆောင်းနေတာဖြစ်တယ်လို့စစ်ကောင်စီအုပ်စုကလည်း ်သူကိုယ်တိုင်ဝန်ခံထားကြောင်းတင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ